ရခိုင်ပြည်ကြောက်ဖြူမြို့နယ်တစ်ပုတ်တောင်တိုင်နယ်ဥကင်းကြီးရွာနယ်စစ်တွေမြို့နယ်ဝါဘူကြီးရွာကိုစစ်ကောင်စီကဒရုန်းနဲ့တိုက်ခိုက်ခဲ့တာကြောင့်အင်ရှင်နေရာကျော်မိလောင်သွားခဲ့တယ်လို့သိရပါဗျ။ကြောက်ဖြူမြို့နယ်ဥကင်းကြီးရွာကိုမက်လ6ရက်နေ့နေ့လယ်တနားရီလောက်မှာ စစ်ကောင်စီက drone နဲ့ပုံချခဲ့တာကြောင့်အင်ချီ140ကျော်မီးလောင်ပျက်စီးသွားခဲ့တယ်လို့ဒေသခံတွေကပြောကြားပါတယ်။အလားတူပဲမတ်လ6ရက်နေ့မနက်9နာရီလောက်မှာစစ်တွေမြို့နယ်ဝါဘူကြီးွာကိုစစ်ကောင်စီက drone နဲ့ပုံကျဲတိုက်ခိုက်ခဲ့တာကြောင့်အင်ချီ35ဆောင်းမီးလောင်သွားခဲ့တယ်လို့ဒေသခံစီရဲတရင်ရင်းမြစ်တယောက်ကအတည်ပြုပြောဆိုပါတယ်။လက်ရှိကြောက်ဖြူမြို့နယ်အတွင်းမှာတညဝတီရေတပ်ဌာနချုပ်အနီးအနားမှာအေအေနဲ့စစ်ကောင်စီတို့အကြားတိုက်ပွဲတွေဖြစ်ပွားနေပါတယ်။ တိုက်ပွဲဖြစ်ပွားနေတဲ့အနီအနားကဥကင်းကက်သပြေပြားဒေရှောက်ရှောင်းစေမောကရက်တိန်စတဲ့ကြီးဝါတွေကဒေသခံအများပြားဟာလဲနေရဆော့ခွာထွက်ပြေးနေကြရပါတယ်။အဲ့ဒီကြီးဝါတွေကိုစစ်ကောင်စီက drone နဲ့ဘုံကျဲတက်ခိုင်းမှုလေရင်နဲ့ဘုံကျဲမှု လေတက်ကလက်နက်ကြီးတွေနဲ့ပြစ်ခတ်တက်ခိုင်းမှုတွေလှုပ်ဆောင်နေတာကြောင့်အခုလိုထွက်ပြေးတိမ်ရှောင်နေကြတာဖြစ်တယ်လို့ဆိုပါတယ်။ စစ်ကောင်စီက drone နဲ့ပုံကျဲခဲ့တဲ့ဥကင်းကြီးရွာကဒေသခံတွေဟာစစ်ပေးရှောင်နေရတဲ့အတွက်ကြောင့်နေအိမ်တွေမီးလောင်သွားချိန်မှာလူထိခိုက်မှုမရှိခဲ့ဘူးလို့ဒေသရင်းစီရေးသတင်းရင်းမြစ်တွေကပြောကြားပါတယ်။စစ်တွေမြို့နယ်ဝါဘိုကြီးရွာကဒေသခံအများအပြားဟာလည်းပြီးခဲ့တဲ့2024ခုနှစ်ကတည်းကကြီးရွာအနီးအနားတွေမှာတိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက်ကြောင့်နေရက်ဆက်ခွာထွက်ပြေးခဲ့ကြတာဖြစ်ပါတယ်။ February 26ရက်နေ့ကလည်းဝါဘိုကြီးရွာကို စစ်ကောင်စီလေတပ်ကပုံကျဲချခဲ့တာကြောင့်နေအိမ်စေဆောင်ထက်မနေမီလောက်ကျွန်းသွားခဲ့ပါတယ်။ဝါဘိုကြီးရွာရဲ့တဖက်ကန်ကန်းကော်ကျွန်းရွာနဲ့ဇော်မတက်ကြီးရွာတွေကစစ်ကောင်စီတပ်စခန်းတွေကလည်းဝါဘိုကြီးရွာအပါဝင်အနီးအနားကြီးရွာတွေကိုလက်နက်ကြီးကြီးတွေနဲ့နေစဉ်ရက်ဆက်ပစ်ခတ်တိုက်ခိုက်မှုတွေရှိတယ်လို့ဒေသခံတယောက်ကပြောဆိုပါတယ်။ကန်းကော်ကျွန်းကြီးရွာမှာစစ်ကောင်စီရဲ့အခိုင်အမာစခန်းတွေတိစောက်ထားပြီး စစ်သင်္นานစင်မော်စလင်တွေအပါအဝင်စစ်အင်အားယာနဲ့ရှိဖြစ်တင်းထားတယ်လို့လည်းသိရပါဗျ။စစ်တွေမျိုးနဲ့အတွင်းကစစ်ကောင်စီထိန်းချုပ်ထားစေကြီးရွာတွေဖြစ်တဲ့အမြင်ကျွန်း၊ပါတလိတ်၊ရရှမ်းပြင်၊စောမတက်၊ကံကောကျွန်း၊ကြာမတောက်အပါအဝင်ကြီးရွာအများအပြားကိုစစ်ကောင်စီကအကာအကွယ်ယူကာအရခတ်တက်တော် AA ရဲ့ထိုးစစ်ကိုပြန်လည်ခုခံတိုက်ခိုက်နေတယ်လို့သိရပါဗျ။